ားလုံးပဲမင်္ဂလာပါ။ဘုံတို့တွေဘဝမှာကိုလိုချင်တာတွေရဖို့အတွက်ကြိုးစားကြတယ်။ကိုဖြစ်ချင်တဲ့ຢာတွေဖြစ်လာဖို့ຢာအတွက်ကြိုးစားကြတယ်။အဲ့လိုမျိုးကြိုးစားရင်းနဲ့ကိုရဲ့အနာဂတ်ကိုတွေးပြီးတော့မှစိုးရိမ်စိတ်တွေဖြစ်တယ်၊စိတ်ပူရာတွေဖြစ်တယ်၊စိတ်တက်ကြရာတွေဖြစ်တယ်။လက်ရှိလုပ်နေတဲ့ຢာတွေကိုမလုပ်ချင်တော့တာမျိုးတွေဖြစ်တယ်။ အဲ့လိုမျိုးပဲတခြားသူတွေရဲ့ဘဝတွေကိုကြည့်ပြီးတော့မှလည်းအာသူတို့တွေကသူတို့တွေကြတော့ဖြစ်လာပြီးငါကြတော့မဖြစ်လာသေးဘူးသူတို့ကြတော့ဒီလိုမျိုးတွေဖြစ်လာတာကံကောင်းလိုက်တာဆိုပြီးတော့မှလည်းကိုဟာစိတ်တက်ကြတာမျိုးဖြစ်တတ်တယ်ပြီးရင်အတွေးဆိုးတွေဝင်တာမျိုးဖြစ်တတ်တယ်စိတ်အားငယ်တာမျိုးတွေဖြစ်တတ်တယ် အဲ့လိုဆိုတဲ့အခါမှာမိုးရိတ်ကလူဖြစ်တဲ့အတွက်ကြောင့်မို့လို့ဟုတ်တယ်ကိုဖြစ်ချင်တဲ့ရာတွေဖြစ်ဖို့ရာအတွက်ကြိုးစားရင်ကြိုးစားသလားဖြစ်လာနိုင်ခြင်းရှိတယ်။ဒါပေမဲ့အဲ့ဒီနေရာမှာမိုးတို့ဘာတွေလိုအပ်လဲဆိုလို့ရှိရင်စိတ်ဓာတ်ခဏခဏမကြဖို့ရာအတွက်လိုအပ်တယ်။တင်ငယ်စိတ်မဖြစ်ဖို့ရာအတွက်လိုအပ်တယ်။တခြားသူတွေရဲ့ဘဝကိုကြည့်ပြီးတော့မှငါတို့မဖြစ်လာသေးဘူးဆိုပြီးတော့မှတွေးပြီးတော့မှစိတ်ဓာတ်မကြဖို့ရာအတွက်လိုအပ်တယ်။အဲ့လိုမျိုးစိတ်ဓာတ်ကြခြင်းနေမဖြစ်ဖို့ရာအတွက် ဲ့အရေးအကြီးဆုံးကကိုကစိတ်တက်ခိုင်မာဖို့ရအတွက်လိုအပ်တယ်။ကိုရဲ့ဘဝထဲမှာယုံကြည်နေရမယ်။ဒီရာကိုစူးစမ်းရင်ငါစူးစမ်းသလိုဖြစ်မယ်ဆိုတာကိုကိုကယုံကြည်နေရမယ်။ငါကဒီလိုလူ မယ်ဆိုတာကိုကိုကယုံကြည်မှုအပြည့်ရှိနေရနိုင်မယ်။အမေဟုတ်တယ်အတွေးဆိုးကတော့ဝင်ပါပဲ။ကိုကဒီလိုမျိုးစိတ်ထားပေမဲ့လည်းတခါတလေမှစိတ်ကြကြသွားတာမျိုးစိတ်ရင်းရံသွားတာမျိုးဖြစ်တတ်တယ်။အဲ့လိုဖြစ်တယ်ဆိုတဲ့အချိန်မှာလူနှစ်မျိုးရှိတယ်။တစ်မျိုးကကြတော့စိတ်ကြကြပြီးတော့ဆက်ပြီးတော့မလုပ်ချင်ဘူး။တစ်မျိုးကကြတော့စိတ်ကြကြနေပေမဲ့လည်းသူလုပ်ရမယ့်အရာတွေကိုတော့ဆက်ပြီးတော့မှလုပ်တယ်။ကိုကို train ပေးတယ်။အဲ့တော့ဝိကအရေးကြီးဆုံးက ကိုဘလောက်ထိကိုကိုချွေးပေးနိုင်လဲကိုဘလောက်ထိလောကရန်တရားကိုခံနိုင်ရရှိလဲကိုဘလောက်ထိကိုရဲ့စိတ်ကိုကိုလွှမ်းမိုးနိုင်လဲကိုဘလောက်ထိကိုကိုကိုလွှမ်းမိုးနိုင်လဲအဲ့ဒါဒီအခရာအကြဆုံးပါပဲအဲ့တော့ဒီမျိုးကိုကြည့်တဲ့မိတ်ဆွေကကိုကိုလွှမ်းမိုးနိုင်ခြင်းနဲ့ကိုကို mastery ဖြစ်ဖြစ်ဥဆောင်နိုင်ခြင်းနဲ့ဆိုလို့ရှိရင်ဟိုမှာ NLP practitioner online training သင်တန်းကြီးကို ပုံမှန်တင်းနှန်းဆိုလို့ရှိရင်ဒီတင်းနှန်းကအပြင်းမာတက်မယ်ဆိုလို့ရှိရင်၁၀သိန်းဝန်းကျင်ပေးရတယ်။ ။ online မှာတက်မယ်ဆိုလို့ရှိရင်8သိန်းဝန်းကျင်ပေးရတယ်။အဲ့ကြောင့်ဟိုဘောကမိုးစီမှာ7သိန်းလည်းပေးစရာမလို8သိန်းလည်းပေးစရာမလိုပဲနဲ့လုံးဝထင်မှတ်မထားတဲ့တင်နှင်းချင်းနဲ့ဟိုဘောက zone ကနေပြီးတော့မှ zone record ကိုပြန်ပြီးတော့မှပို့ပေးမှာပဲဖြစ်ပါတယ်။ခုနှစ်ရက်တာတင်နှင်းဖြစ်ပါတယ်။ဒီတင်နှင်းပြီးသွားပြီဆိုလို့ရှိရင်ကိုယ့်ကိုအကောင်းဆုံး train နိုင်လာမယ် professional coach တယောက်အနေနဲ့ရက်တည်နိုင်လာမယ်။အဲ့တော့အတင်နှင်းကြောင့်နဲ့ပတ်သက်ပြီးအသေးစိတ်သိချင်တယ်ဆိုလို့ရှိရင် CV မှာဆက်သွယ်ဆိုစမ်းမြင်းမြတ်နိုင်ပါတယ်ရှင်။ အားလုံးကိုကျေးဇူးအထူးတင်ပါတယ်အမြဲတမ်းမှတ်ထားပါ hero